မင်္ဂလာပါရှင်မင်္ဂလာကတက် channel နဲ့ပြန်လည်ကြိုဆိုလာရပါရှင်ကျွန်တော်တို့ channel ကနေနောက်ဆွေးနွေးတဲ့များကိုစားတက်တက်ဆက်ပြီးတော့မှဖြစ်ပါရရှင်နေပြီးတော့ကလာရတဲ့တဲ့တွေအများ NNG ပါသည်နောက်တစ်ခါပြန်လာဖို့ရှင်နေကြောင်းသိရပါတယ်မာတီမပုံပြန်တက်ဖို့ပြက်ကွက်ခရာကြောင့်ဖြတ်သိမ်းခံခဲ့ရပြီး NNG ပါသည်မှအမတ်အများစုကလည်းပြပချပြရတွေလွတ်မြောက်နေမြေပြရတွေလုံဆောင်နေကြတာဖြစ်ပါရယ်ဒီတွင်မှနေပြီးနိုင်ငံရေးကိုနိုင်ငံရေးနေလနဲ့တာဖြည့်ရှင်းခြင်းနဲ့ NNG ပါသည်ကအောင်ဆောင်တချို့ကတော့ပါတီမပုံပြန်တက်ပြီးရွေးကောက်ပွဲဝင်ကအနိုင်ရတာနဲ့ ချော့ခော့ကအစိုးရဖြစ်ပြီးပြည်သူကိုအလုတ်ကျွေးပြန်ပြုတ်ဖို့စီစဉ်နေကြောင်းလည်းသိရှိရပါတယ်အခုကမှရခိုင်ပြည်နယ်တစ်ခုလုံးနေပါကိုစစ်တကဆိုးရှုံရန်လက်တကန်လို့သူရရှိလာတဲ့ချိန်မှာပြည်သူများကိုဒေချောင်းတိုက်ခိုက်တပ်ဖြတ်မှုများအရှိန်မြင့်လာနေတဲ့ဖြင့်အထူးတရီပြုကြရန်အေကကျင်းညာတရီပေးထားကြောင်းသိရှိရပါတယ် ရေကမိမိတို့မျောမှန်းချတဲ့စည်ရည်နိုင်ငံရေမျောမှန်းချက်များအလို့ဆိုအပြေအအကောင့်ချက်ဖို့စီရင်တွင်အရခပီတူလူထူတရလုံးနဲ့လက်တွဲပြီးအစွမ်းကုန်စူးစမ်းတဲ့အရှင်ကြီးကြောင့်လက်ရှိအချင်းတွင်စစ်တပ်ကရခိုင်ပြည်တစ်ခုလုံးနီးပေါကိုလက်လွတ်ဆုံးရှုံးရန်တပ်တကအလို့တို့ရောက်ရှိနေတဲ့အချင်းဖြစ်ကြောင်းတပြိုင်တည်းထဲတွင်စစ်တပ်နဲ့အေးတို့ကရခိုင်ရုံးမနဲ့နယ်မြေချင်းထိစပ်လျက်ရှိနေတဲ့ပဲခူးတိုင်းမကွေးတိုင်းနဲ့အေးရွာတိုင်းအဆရှိတဲ့နယ်မြေများအပြင် အော်ရက်ကတ်တော်ရဲ့စီရေလှုပ်ရှားနေတဲ့နေရာတချို့တွေမှာနှစ်ဖက်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေရှိနေကြောင်းသိရှိရပါတယ်။တခြားတစ်ဖက်တွင်လည်းစစ်တပ်ကရှမ်းမြောက်ဒေသတွင်အပြစ်ခတ်ရဲစီရေကိုညီတော်မဟာမိတ်တုတ်ဖက်ချက်မှာကိုကန်နဲ့အောင်အဖွဲ့များနဲ့မရှိမနာပြုလုပ်နိုင်ခဲ့ကြောင်းသို့တော်လကောက်ရဲ့မြန်မာပြည်သူများအပေါ်နေဆင်ရက်ဆက်ကျွနေတဲ့စေရန်စုံများမှာရှော့ချသွားခြင်းမရှိပဲရခိုင်ဒေသတွေတမကမြန်မာတိုင်းနိုင်ငံလုံးအနှံ့ပြားတွင်အရသာပြည်သူများအပေါ်မှာလက်ရဲစဲရဲဖြင့်ရဲစုံမှုများကျွနေနေဆက်ဖြစ်တယ်ဟုအေရပြောဆိုထားပါတယ်။ ရန်ရောင်ဒေတာတွင်ပြည်လုံးနေတဲ့စစ်တရဲထိုးစစ်များအပြစ်ခတ်ရဆက်မှုပြုလုပ်ခဲ့ပြီးတဲ့ချိန်တွင်စစ်စင်ရေးနဲ့မြေကျုပ်သွားခြင်းကိုအခွင့်ကောင်းယူကာ AA တပ်ဖွဲ့ဝင်များရှိတဲ့နေရာများသမဂရခိုင်ပြည်သူလူထုတို့ကိုအ திக ပြင်းမာထားတဲ့နေကြောင်းတိုက်ခတ်မှုများကိုအောက်တိုဘာလ30ရက်နေ့မှာအချိန်မြင့်လှုပ်ဆောင်လာခဲ့ကြောင်းအောက်တိုဘာလ30ရက်နေ့တရက်ထဲမှာပဲစစ်တွေမျိုးရတိတောင်မျိုးပုံနာကျွမ်းမျိုးပေါက်တော်မျိုးနဲ့ကြောက်ပြမျိုးဇင်ချောင်းတိုက်နယ်ရှိကုန်းဝေးရွာမှာအရသာပြည်သူလူထုများရှိရာနေရာများသို့နေကြောင်းရေကြောင်းနဲ့နေကြီးနဲ့ဒရုန်းများဖြင့်တရက်ပေါ်ကြောင်းစွာဗုံးကျက်တိုက်ခတ်မှုကြောင့် အပြစ်မဲ့အရသာပီတူလူထုများထက်ကနေရှိဦးသေးဆုံးခဲ့ပြီး22ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရှိရပါတယ်။ ။ဟောဆိုပါလာ31ရက်နေ့နေ့နဲ့7နာရီအချိန်တွင်လည်းစစ်တပ်ကပုံနာကျွမ်းမြနယ်ဗန်နီလာရွာကိုလေချောင်းမှပုံကျက်တိုက်ခိုက်ခဲ့မှုကြောင့်အပြစ်မဲ့အရသာပြည်သူ၄ဦးသေဆုံးခဲ့ပြီးဒဏ်ရာရှိသူများထဲမှ၁၀ဦးကလည်းပြင်းထန်ဒဏ်ရာဆွာဖြင့်စိုးရိမ်နေရတဲ့အခြေအနေရှိနေကြောင်းသိရှိရပါတယ်။စစ်တပ်အနေဖြင့်တနင်္ဂနွေလို့ရှိပြည်သူများကိုလေချောင်းမှပုံကျက်တိုက်ခိုက်နေခြင်းနဲ့လက်နက်ကြီးတရုံများဖြင့်ရည်ရွယ်ချက်ရှိရှိပြစ်ခတ်တိုက်ခိုက်နေခြင်းမှာစစ်ရဲစုမှုကိုပြောင်းကြကြကျွမ်းနေပြီးလူသားမျိုးနဲ့အပေါ်မှာလက်နက်အားကိုပြင်ပြမှုကျွမ်းနေခြင်းဖြစ်ကြောင်းစစ်ရှုံးနေမှုကိုဖော်ကွင်းရန်ကြိုးစားအားထုတ်နေသည့်အပြင်အပြင် ဲ့အရသာပြည်သူလူထုပေါ်မှာအကျဲ့ဖက်တပ်ဖြတ်နေခြင်းကန်းကုံအောင်ရက်ဆက်ယုံမှန်နေခြင်းဖြစ်ကြောင်းအေးကပြောဆိုထားပါတယ်။စစ်တပ်ကရှောင်းမြောက်အပဝဲမြန်မာနိုင်ငံနေရာနဲ့အပြားတွင်ကျင်းထုတ်ခဲ့တဲ့ပြည်သူနဲ့မျိုးရွာစတဲ့ကြောင်းစေးယုံစီစေးခန့်နဲ့ဖုံးတော်ကြီးကြောင်းလူနေဆောင်အုပ်ကြီးများကိုတရက်ပေါ်ကြောင်းစွာနှေးရက် နေစဉ်ရက်ဆက်ပြင်မထားတိုက်ခိုက်တဲ့နှီးလဲကိုလည်းရခိုင်ဒေတာတွေကျင့်သုံးလာတဲ့တစ်ပြင်အောက်တိုဘာလ31ရက်မှာစရွေးရခိုင်ဒေတာမှာပြည်သူများအနေဖြင့်စစ်တပ်ရဲ့လေးချောင်းရေချောင်းလက်နက်ကြီးတရုံများရဲ့တိုက်ခိုက်မှုရန်ကိုရခိုင်နေရများစွာထက်ပုံမသတိထားကြပါရန်နဲ့စစ်ရေးသတိအပြည့်ဝနေညအချိန်မရွေးရှိကြပါရန်အထူးအလေးနဲ့အသိပေးသက်တွန်းထားကြောင်းသိရှိရပါတယ်။ ဆက်လိုက်ပြီးတော့မြောက်ကလာမျိုးနဲ့ရှစ်ပေါက်ကရဲစခန်းမှာကင်းပတ်ရပြင်းစင်းနေတဲ့ရဲများကိုဖောက်ခွဲတိုက်ခတ်မှုနှစ်ဦးတင်ဆုံးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှဖြစ်ပါရယ်။ရန်ကုန်တိုင်းမြောက်ကလာမျိုးနဲ့ရှစ်ပေါက်ကရဲစခန်းမှာကင်းပတ်ရပြင်းစင်းနေတဲ့ရဲများကိုဖောက်ခွဲတိုက်ခတ်ခဲ့ရတဲ့နှစ်ဦးတင်ဆုံးလိုက်ခဲ့ကြောင်းရန်ကုန်အောင်မင်းမတာဝန်ရှိသူတို့ကရှောင်ခဲ့တဲ့တင်ဌာနထရပြောဆိုထားပါရယ်။အော်တိုဘလာ31ရက်နေ့ည7:18မိနစ်ခန့်တွင်မြောက်ကလာမျိုးနဲ့ရှစ်ပေါက်ကနယ်မြေရဲစခန်းမှာရဲများကပြင်းအားမြင့်မိုင်းနှလုံးနဲ့လက်ပစ်ပုံးသလုံးတို့ကိုတိုက်ခတ်ခဲ့ကြောင်းသိရှိရပါရယ်။ကျွတ်တိုက်ခတ်မှုအတွင်းစ ဆိုင်ကများဖြင့်ကင်ပတ်ရန်ပြင်ဆင်နေတဲ့ရဲအများပြားထိခိုက်မှုရှိခဲ့ပြီးနှစ်ဦးသေဆုံးနိုင်ကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက်တော်ရင်ရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည် ကင်ပတ်ကိုခြံလာမဲ့အချိန်ဆောက်ပြီးတော့ဆော်ထက်လိုက်တာအနည်းဆုံး2ကောင်တော့တိုက်ရိုက်ထိပါတယ်ဆိုင်ရက်ပုံမှန်၄စီ၅စီထွက်တာထွက်ထွက်ချင်းဆော်လိုက်တယ်ဆိုတော့အနည်းဆုံးကိုပြောတာတိုက်ရိုက်ထိတဲ့2ကောင်တော့ထိနိုင်တယ်ကျွန်တော်တို့အပိုင်းဆော်တာအဲ့ဒီကောင်ကညာစနေဝန်းကျင်ဆိုကင်ပတ်ထွက်နေကြဆိုင်ကယ်၄စီ၅စီနဲ့ဆိုင်ကယ်၄စီမှာအနည်းဆုံး2ကောင်တော့ပါပါတယ်လို့ရန်ကုန်အာမေမှာတောင်းရှိတူတူကပြောဆိုထားပြပါတယ် ဆိုပါတိုက်ခတ်မှုကိုရန်ကုန်အာမီနဲ့အနောက်ပိုင်းခရယာပကဖတ်တို့ကပူပေါင်းလို့ဆောင်ခဲ့ခြင်းဖြစ်ပြီးဆက်လက်၍စကောင်စင်းနဲ့ပတ်သက်တဲ့ပြမများအကြံဖက်စကောင်စင်းပြည်လုံးမဲ့တရားမှုရုပ်ကဝင်နဲ့ပတ်သက်ပြီးပောင်းဝဲလောက်ကိုင်းဆောင်ရွက်နေသူများအောင်ဆက်လက်ပြီးတော့အပြင်ထံတိုက်ခိုက်သွားမှာဖြစ်ကြောင်းရန်ကုန်အာမီမှတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုသွားခဲ့တာပဲဖြစ်ပါရယ် ဆက်လက်ပြီးတော့စာရင်းကြီးတွင်တရားဝင်ပေါ်ကော်မတီကိုအခြေပြုရစတောင်းထုံးနေတဲ့စစ်တပ်ကိုတော်လိုင်းတပ်ခွန်များကနေစင်တက်ခိုင်နေပြီးစကောင်စီဖက်ကနေလေးဦးထမင်းတေးဆုံးခက်ကဝမ်ပေါင်းဝင်းအတွင်းကိုလက်လက်ကြီးဖြင့်ပြစ်ခတ်မှု transformer ထိမှန်မီးလောင်ပျက်စီးခဲ့တဲ့ဆိုတဲ့တဲ့ရင်းကိုတင်ဆက်ပေးမှဖြစ်ပါရယ် စကိုင်းတိုင်းဆန်းနေချင်းမြို့နယ်တွင်တရုတ်ဝါပေါကုမ္ပဏီကိုအခြေပြု၍စစ်ကြောင်းထုတ်နေတဲ့စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့များကနေစင်တက်ခံနေပြီးစကောင်းစစ်ဖက်ကနေလေးဦးထက်မနည်းသေဆုံးခဲ့ကြောင်းဆန်းနေချင်းမြို့နယ်လက်ရုပ်တံမုံရွာအင်ဗာတာတပ်ဖွဲ့ရဲ့တိုက်ခိုက်ရေးကောင်းဆောင်မိုးတောက်ကရုံးခဲ့တဲ့တဲ့ဌာနတော်ပြောဆိုထားပါတယ် အော်တိုဘလာ၁၉ရက်နေ့မှာစတင်ပြီးစာနေချင်းမြင်းနဲ့လက်ဘရောင်းတောင်တရုတ်ဝန်ပုံကုမ္ပဏီအတွင်းအခြေချတပ်ဆွဲထားတဲ့စစ်တပ်ကပြည်သူများကိုလှည့်နှက်ခြင်းများဖြင့်ပစ်ခတ်ခြင်းစစ်ကြောင်းထိုးခြင်းများတောက်လျှောက်ဆုပ်တလို့လုံဆောင်ခဲ့ကြောင်းအဆိုပါစစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးပူပေါင်းတပ်များကခုခံတော်လှန်တပ်ခိုက်ရေးရှိနေကြောင်းယနေ့အခြေထိထိတပ်ပွဲများဖြစ်ပွားနေပြီးစစ်တပ်စစ်ကြောင်းမှအထင်အရတဲ့အချိန်ဝန်ပောက်ကုမ္ပဏီဝင်အတွင်းတို့ပြန်လည်ဝင်ရောက်သွားခဲ့ခြင်းရင်းနှောင်းထပ်မံပြီးစစ်ကြောင်းထိုးခြင်းများလို့ဆိုနေကြောင်းသိရှိရပါသည်။ အော်တိုဘလာ၁၈ရက်နေ့တေဝပါကော်မတီဝင်ကျင်းမထလာခဲ့တဲ့စစ်တပ်စစ်ကြောင်းကိုတော်ရရမဟာမိတ်တမျာကတိုက်ခိုက်ခဲ့ရရင်စကောင်းစစ်ဖက်ကနေ၂၀ဦးကျော်ထိခိုက်ဒဏ်ရာရှိခဲ့ပြီးရင်းတို့အနေနဲ့စစ်သား၄ဦးသေဆုံးခဲ့ကြောင်းလည်းသိရှိရပါတယ်။ကျင်းဝပောင်းဝင်းချက်ကစစ်တပ်စစ်ကြောင်းကစာရင်းကြီးပောင်းဝင်းချက်ကိုမကြခနာဆိုသလိုစစ်ကြောင်းထုတ်ပါတယ်။တော်ရရချက်ချက်ကတော့ခုခက်တိုက်ခိုက်နေဆဲပဲဖြစ်ပါရယ်။အော်တိုဘလာ၁၈ရက်နေ့တပ်ဖွဲ့မှတော့စစ်တပ်ကခွေပြွက်ပြဲပြဲဆုတ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်ကနေစပြီးထိထွေးမှုကတော့တောက်လျှောက်ပါပဲ။ သူတို့ကလည်းနဲ့ချင်းနဲ့ပြည်သူတွေနေတဲ့ရွာတွေကိုအမြတ်တလို့ပြစ်ခတ်နေပါတယ်။ဝမ်ပေါင်းဝင်ထက်ကနေစစ်တကောင်ဝင်လိုက်ထွက်လိုက်လုံနေပြီးတော့ရှေ့လဲမတူရဖြစ်နေပါတယ်လို့တပ်ခရီးကောင်းဆောင်မှုတောက်အရှင်းပြထားပါတယ်။ဒေဝပါကော်မတီဝင်အတွင်းစစ်တကတက်ဆွဲထားတဲ့ပြင်တော်ရင်တများကရှတ်တတော်များနဲ့နဲ့ချင်းများဖြင့်ဝမ်ပေါင်းကော်မတီဝင်အတွင်းသို့ပြစ်ခတ်မှုများတောက်လျှောက်ဆိုသလိုလုံဆောင်ခရရာတွင်အော်တိုဘလာ၃၀နှင့်ပြစ်ခတ်မှုအတွင်းဝမ်ပေါင်းကော်မတီဝင်အတွင်းရှိနေစစ်ထက်စပေါ်မှာနဲ့နဲ့ချင်းများပြည့်စုံခဲ့ကြောင်းသိရှိရပါတယ်။ ဝမ်ပေါက်ထဲမှာအလုပ်တွေရက်သွားပြီကျွန်တော်တို့ကဝမ်ပေါက်ကိုတတ်ခိုက်တာမဟုတ်ဘူးတိုးတော်လည်းပဲဝမ်ပေါက်ကုမ္ပဏီကစစ်ခွေတွေကိုလက်ခံထားလို့ဝင်းထဲမှာရှိတဲ့စစ်ခွေတွေကိုကျွန်တော်တို့တတ်ခိုက်တာဖြစ်ပါတယ်ဟန်တို့စစ်ခွေတွေလက်ခံနေရတော့အပြစ်ခံနေရမှာပဲအပြစ်မခံရှင်ရတော့စစ်ခွေတွေကိုမအောင်ထုတ်လိုက်ပါလက်မခံနဲ့လို့ဆောင်းနေချင်းမြင်းထဲမှာကျွန်တော်ရဲ့တခုဝင်တူလည်းရှင်းပြထားဖြစ်ပါတယ်လက်ရှိတွင်တရဝပကုမ္ပဏီအနီးနောင်မှချစ်ရှိချင်းရများအလုံးမှစစ်ပေးချောင်းရပြီးစစ်တကစစ်ကြောင်းများခွဲ၍ဆန်းရင်ချင်းမြို့နယ်အတွင်းစစ်ကြောင်းထုံးနေကြောင်းဒေတာတော်လည်းတရင်မြများထားနေသိရှိရပါသည် ဆက်လိုက်ပြီးတော့ဟိုင်ဂျီကျွန်းတွင်အချုပ်ရမှုကလူငယ်တူကိုစစ်မှုထမ်းပါရီဟုဆိုတာတခြားဒေသတို့ရောင်းစားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြမှာဖြစ်ပါရယ်။အရာဝတိုင်းဟိုင်ဂျီကျွန်းမြို့တွင်လူငယ်တူကိုစစ်မှုထမ်းပါရီဟုဆိုတာအချုပ်ရမှုမှာလာရောက်ခေါ်ဆောင်ခဲ့ပြီးတခြားဒေသတို့ရောင်းစားခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပေါ်ခဲ့ကြောင်းဒေသခံများထံကနေသိရှိရပါရယ်။အမန်နေဂျာကွက်တွင်နေထိုင်ခဲ့တဲ့အသက်30အရွယ်လူငယ်တစ်ဦးကိုအချိုရမှုဥမေးနိုင်မှာလာရောက်ခေါ်ဆောင်သွားပြီးရေကြီးမြို့နယ်ဖက်သို့စစ်မှုထမ်းအစားထုတ်ဖြင့်ရောင်းချခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ ဆိုပါအောက်ချော်ရမှုဦးမေနိုင်တီစင်မထအစားထိုးရင်အတွက်ရောင်းစားတဲ့ဖြစ်စဉ်၂ကြိမ်ရှိနေပြီဖြစ်ကကြံခဲ့တဲ့မိသားစုများကိုငွေကြေးအပြည့်အဝမပေးကြောင်းလည်းသိရှိရပါတယ်။နေရာဝေးတိုင်းရှိရက်ွက်နဲ့ကျင်းရများတွေအောက်ချော်ရမှုများကလူပွဲစားများနဲ့အပေါင်းကလူငယ်များကိုဖန်ဆီးပြီးစင်မထအဖြစ်ရောင်းစားမှုများပြုလုပ်နေကြောင်းဒေတာခန်များကလည်းပြောဆိုထားဖြစ်ပါရယ်။ကျောင်းတက်ဆက်ပင်မကိုကျမပဲကတနာခုပြပါရှင်။အာဘိနာစင်မအတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။